မင်းငုံယဉ်ကျေးမှုနယ်မြေတွင်စွန့်ပစ်မှိုက်တွေနဲ့ပတ်သက်ပြီးဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့စနစ်တကျအကောင့်ထဲပေါ်ဖို့လိုအပ်နေပြီလို့ဒေသခံတွေကပြောပါရယ်အင်ခိုင်မြဲသတင်းပေးပို့ထားပါရယ်ခင်ဗျာစကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်အတွင်းရှိမင်းငုံရက်ဒေသမှာဖျားမှုလာရောက်လဲပတ်သူတွေကျင်းရအချို့ရဲ့စီးကဲမဲ့အမိုက်စွန့်ပစ်မှုတွေကြောင့်ပထိုးတော်ကြီးပက်လယ်နဲ့ယဉ်ကျေးမှုနယ်မြေအတွင်းမှာတန်ရှင်းရေးအားနည်းနေတာကြောင့်စနစ်တကျထိမ့်သိမ်းစေခြင်းနေကြတာပါရှောင်းတနာလည်းတန်ရှင်းရေးဝန်တန်းသူက ဟိုချမပေးနိုင်ဘူးเนาะကျွန်တော်တို့ကတန်းစီဘိုင်းမှာဟိုကားလိုအပ်တယ်စွန့်ပြစ်မဲ့နေရာတတ်မှတ်ဖို့လိုတယ်ဗောနော်အဲဒီတက္ကနေရာဒီဟာနဲ့ပတ်သက်လို့ဒီမှာတော့ဈေးရောင်းတာကိုအဓိကထားပြီးတော့စားတဲ့အမိုက်တရက်ကလည်းအရန်ပေါ်တယ်အဲ့တော့ကျွန်တော်တို့ကဒီမှာအမိုက်ကိုကျွန်တော်တို့ကစနစ်တကျပြစ်ဖို့နေရာတတ်မှတ်အစိုးရဌာနသက်ဆိုင်ရာဌာနတွေနဲ့အဲ့ဒါမျိုးကျွန်တော်တို့ကတတ်မှတ်ပေးဖို့လည်းလိုတယ်ဗောနော်ဒီစားကန်တွေကလည်းအမိုက်ကိုပြစ်တဲ့ခါမှာနေရာလေးတတ်မှတ်ပြီးစီကန်းလေးပိုးရှိလာမယ် ရှေးအောင်ရင်ကျမှုနယ်မြေအဖြစ်သတ်မှတ်ခြင်းခံရတဲ့နေရာတွေမှာစွန့်ပြစ်မိုက်တွေကိုတန့်ရှင်းရေးလုပ်ရမှာအားနဲ့နေပြီးသက်ဆိုင်ရာဌာနတွေအနေနဲ့တာဝန်ယူမှုရှိဖို့လိုတယ်လို့အေလန်းညွန်တဦးကလည်းဝေဖန်ထောက်ပြသွားပါတယ်သူတို့ကခုနှစ်ကောက်နေတယ်စီပီအာလည်းခုနှစ်ကောက်နေတယ်အကုန်လုံးခုနှစ်ကောက်နေတယ်ပြီးတော့ဘယ်သူမှတာဝန်ယူမှုမရှိဘူးသူတို့မမြင်တာလားကျွန်တော်လည်းမသိဘူးအဲဒါပေမဲ့နေရာတိုင်းမှာရှိတယ်ဒီမှာမဟုတ်ဘူးเนาะပကံရောရှိတယ်မင်းကုံလည်းရှိတယ်တကယ်အရေးကြီးတဲ့နေရာမှာတော့ရှိတယ်ဆိုတော့ အရေးမကြီးတဲ့နေရာတွေဘယ်လိုဖြစ်မလဲဆိုတော့ပြောမပြနိုင်တော့ဘူးเนาะအဲ့တော့မြန်မာတာဝန်ယူကြပါသူတာဝန်ရှိတဲ့တွေယူကြပါလို့ပြောဆိုပါเนาะမြန်မာနိုင်ငံအတွင်းရှိရှေးဟောင်းယဉ်ကျေးမှုနယ်မြေတက်မှတ်ထားရဒေသတွေမှာအမိုက်စွန့်ပြစ်ရန်အမိုက်ပုံးတွေလုံလောက်မှုမရှိသလိုတန်ရှင်းရေးလှုပ်ဆောင်ရမှာလည်းအားနည်းချက်တွေရှိနေတယ်လို့သုံးသပ်နေကြပါတယ်ကျွန်တော်ကအင်ခိုင်မြဲပါ